မမြင်ဘူးရင်တေချာကြည့်တာနော်မှန်ပါမြေချတတ်ထုပါလို့ဒီမှာဒီကောင်တကျင်းဟုတ်တရုတ်ငွေ3000လောက်တန်ပါတယ်လို့ဒီတိတ်ဆိုရင်နော်ဒီတိတ်ဆိုရင်ဒီမှာဒီတိတ်ဆိုရင်တိတ်ထောင်ကျော်ပြီးတန်ပါတယ်လို့မြန်မာငွေနဲ့ဆိုရင်ဒီမှာအဲ့ဒီအုံးငံလို့နော်ဒါမဖောက်ရသေးပါဘူးလို့ဒါမီးဖောက်အောင်ပါပါလို့မြေအိုးတွေနဲ့အစင်းတွေမီးဖောက်အောင်ပါနော်ဒါအခုမှ6ခန်းတော့ပဲရှိသေးတယ်ပုံချမ်းပဲရှိသေးတယ်နော်ဒီမှာ ဒီကောင်ဒဂျင်ဟောမှဒီလောက်ပဲရှိမှာနော်ဒဂျင်ဟောဒီလောက်ပဲရှိမှာအဲအဲ့ဒါဒဂျင်သားလောက်ပဲရှိမှာဒီကောင်ဒဂျင်ဟောတရုတ်ငွေ3000လောက်တန်းတယ်နော်မြန်မာငွေဆို380လောက်တန်းတယ်နော်ဆာမြေချတထုကန်နေပါလို့ကန်နေကန်နေဒီမှာဒီမှာနေပါနော်အများကြီးပဲနော်ဟိုးအများကြီးပဲဗျာနော်နော်မြေချတထုပါလို့နော် ဒါရဲနဲ့မှတံမိုးကြီးရနော်ဒါမြန်မာနိုင်ငံလုံးလုံးရှားပါတဲ့ပစ္စည်းတွေနော်မြန်မာနိုင်ငံမှာရှားပါတဲ့ပစ္စည်းတွေပါမြေချတတ်သူလုံးလုံးရှားပါပစ္စည်းတွေပါလို့တရုတ်နိုင်ငံကိုရောင်းစားနေတဲ့မြေရှားတတ်သူစံအိတ်တလုံးစာကိုမြန်မာငွေကျပ်သိန်းတစ်ထောင်ဆိုတာအင်မတန်ဈေးချိုတဲ့မောင်ကိုဈေးကွက်အဆင်ပဲရှိတာပါဒီထက်မကတ်တံပါတဲ့တိုက်ခိုက်ရေးနဲ့ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေအတွက်အင်မတန်မှအရေးပါတဲ့ရှားပါတတ်သူအမျိုးအစား ဒီထက်မှကလည်းကျေပြတ်ပါသေးသည်တတ္ထုအပြင်မျိုးစိတ်ပေါင်း16မျိုးပါပါဝင်နေတဲ့အဖိုးတန်တွင်ထွက်ဖြစ်ပါသည်ဘယ်နေမှာထွက်လဲဆိုတော့ကချင်နဲ့ဝဒေတာပါအားလုံးကိုမြင်ဘူးအောင်မျှဝေပေးလိုက်ပါတယ်